အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ drunks party video မှာတော့ online ပေါ်မှာကိုရေးကိုတာလုံခြုံအောင်ဘလို့ကာကွယ်မလဲဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီခေတ်မှာ online ကိုအသုံးပြုတဲ့အခါကိုရေးကိုတာလုံခြုံရေးကအရန်ကိုအရေးကြီးပါတယ်ဒါကြောင့်ဒီ video လေးကိုသေချာကြည့်ပြီးကိုရဲ့လုံခြုံရေးကိုဘလို့မြင့်တင်မလဲဆိုတာသိရှိသွားပါစေပထမဆုံးအကောင့်လုံခြုံရေးအကြောင်းပြောပြခြင်းပါတယ်အကောင့်တွေမှာစကားဝတ် password ဟိုအကောင့်အောင်စကားဝတ် password ကိုအားကောင်းအောင်ထားဖို့အရေးကြီးပါတယ်။စကားဝတ်ကိုရိုးရှင်းတဲ့စကားလုံးတွေ ဥပမာ16 password မသုံးဘဲကနန်းတွေစာလုံးကြီးစာလုံးသေးတင်ဒေတာတွေရောဆက်ပြီးသုံးသင့်ပါတယ်။ online လုံးချုံရေးဆိုတာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအရေးကြီးတဲ့အပိုင်းတစ်ခုပါ online မှာလုံးချုံရင်းအဆင်ပြေမှုအချိန်ကုန်ကျမှုနဲ့အရေးသွေးကိုတေချာစေရန်အရေးကြီးပါတယ်။တင့်ရဲ့အကြောင်းအရာကိုတေချာစွာစီမံခန့်ခွဲဖို့လိုအပ်ပါတယ်။ online လုံးချုံရေးကတင့်ရဲ့အကြောင်းအရာကိုပုံမထင်ရှားစေပြီး တင့်ရဲ့အမြင်ကိုပုံမိုရှင်းလင်းစေပါတယ်အထူးသဖြင့် online ပေါ်မှာအကြောင်းအရာတွေကိုဖန်တီးတဲ့အခါတင့်ရဲ့ရွယ်ချက်နဲ့အထွေထွေသဘောထားကိုတေချာစွာဖျော်ဖြေရန်လိုအပ်ပါတယ်ဒါကြောင့်နိုင်ငံချုပ်ရေးကတင့်ရဲ့နောက်တစ်ခုက two factor authentication နှစ်ပါး ကိုအသုံးပြုဖို့ပါနှစ်ဖက်ဆိုတာကသကဝက်အပြင်နောက်ထပ်လုံခြုံရေးအဆင့်တစ်ခုထပ်ထည့်တာပါဥပမာ ဖုံးကိုပို့တာမျိုးပေါ့ဒါကတင်ကောင်ကိုပိုလုံခြုံစေပါတယ်ဖြစ်ရှင်ဆိုတာကလိန်ညာပြီးကိုယ့်ရဲ့ကိုရေးကိုယ်တာအချက်လက်တွေကိုဖိုးယူတဲ့နီလန်းတစ်ခုပါဒါကြောင့်မတိသေးတဲ့ link ရေမေယောတွေကိုမနှိမ့်မိဖို့တတိထားပါအကောင့်အချက်လက်တွေကို မတိသေးတဲ့ website တွေမှာမဖြည့်မိပါစေနဲ့တင့်ရဲ့ computer ဖုန်းတွေမှာ antivirus နဲ့ firewall တွေထည့်သွင်း ထားဖို့လည်းအရေးကြီးပါတယ်။ဒါတွေကတင့်ကိုအနည်းငယ်ရှိတဲ့ software ဖြစ်ရှင်ဆိုတာကလိညာပြီးကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုခိုးယူတဲ့နည်းလမ်းတစ်ခုပါ။ဒါကြောင့်မတိသေးတဲ့ link တွေ email တွေကိုမနှိမ့်မိဖို့တတိထားပါ။အကောင့်အချက်လက်တွေကိုမတိသေးတဲ့ website တွေမှာမဖြည့်မိပါစေနဲ့။တင့်ရဲ့ computer ဖုန်းတွေမှာ antivirus နဲ့ firewall တွေထည့်သွင်းထားဖို့လည်းအရေးကြီးပါတယ်။ဒါတွေကတင့်ကိုအနည်းငယ်ရှိတဲ့ software တွေ virus တွေကနေကာကွယ်ပေးပါတယ်။ ညီအကြောင်းတွေနဲ့ပတ်သက်ပြီးတင်တို့ရဲ့ထင်မြင်ချက်တွေအတွေ့အကြုံတွေကို comment မှာရေးခဲ့ပေးပါ like နဲ့ share လုပ်ပေးဖို့လည်းမမေ့ပါနဲ့ဒီလိုပညာပေး video တွေကိုဆက်လက်ကြည့်ရှုခြင်းရင် subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဒီ video လေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ online ပေါ်မှာကိုယ့်ရဲ့လုံခြုံရေးကိုဂရုစိုက်ဖို့အရေးကြီးတယ်ဆိုတာသတိရပါ။နောက်ထပ်ပညာပေး video တွေကိုဆက်လက်ကြ issue ဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်။